မင်္ဂလာပါရှင်။ Sandy on A Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စိတ်ဝင်စားစရာထိတ်လန့်ခြောက်ခြားပွဲဝထုတွေကိုကြိုင်းနေတတ်တဲ့သူတွေအတွက်တရေကျွန်းလို့အမည်ပေးထားတဲ့ကိုရိုင်းရဲ့ဝထုဇလန်လေးတစ်ပုဒ်ကိုနားဆင်ရမှာဖြစ်ပါတယ်။ ရဲကျွအခန်းသုံးနောက်တနေ့နက်နက်အိယာထားကြတော့မင်းညကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာအကြောင်းများကိုဘသူမှစကားစဖော်ကပြန်မပြောကြတော့ပြီညနာသစ်ရေချိုးမင်းဆာစားတော့ပြင်ဆင်ပြီးရင်နောက်စနေကျောင်းပြောင်းပြီးကိစ္စများဆောင်ရွက်ရန် ဥတင်ထွန်းနဲ့ဆန်နီတို့နှစ်ယောက်မြို့ထဲရှိအထက်တန်းကျောင်းတက်ကြီးစီသို့ကားဖြင့်ထွက်သွားကြသည်ဒေါ်ပူဆုနှင့်ဟန်နီလေးကတော့အိမ်မှာချက်ပြုတ်ရင်းကြံရိတ်ခဲ့ကြသည်ဒဇမာလနှစ်တစ်ကူကျောင်းပေးရရှိကာလဖြစ်သည်ဖြင့်ကျောင်းဝင်းအတွင်ကျောင်းသူကျောင်းသားများအရောရှင်းလင်းနေသည်ထို့သောဆရာဆရာမများကစာမေးပွဲအဖြေလွှာများဆစ်ဆင်းရန်ရှိနေသဖြင့်ကျောင်းတက်ကြရသည်ဆန်ဒီအတွက်ကျောင်းအပ်သည့်ကိစ္စများဆောင်ရွက်ကြပြီးသည့်နောက်ဦးတင်ထွန်းက အလုတ်ကိုခိတ္တဝင်ရမည်ဟုပြောသဖြင့်သူ့လုပ်ငန်းခွင်များတည်ရှိရာကမ်းခြေစုံဟိုတယ်ဘက်သို့ဆက်နေလိုက်သွားရသည်သူမတို့အိမ်ပြန်လာကြတော့နေ့လယ်စာစားချိန်ပင်ကြော်နေလိမ့်ပြီဆန်နီလဲဘိုက်တီစာနေပြီဖြစ်သဖြင့်ကားရက်တီနှင့်ပြင်းစင်းကအိရှိတကားတွင်ကတ်ထားသောလူခေါ်ခေါင်းလောင်းကိုစတိုက်နှိမ့်လိမ့်၏ အတွင်းမှ ပြေးလာသောခြေတံများကြားလိုက်ရသည် ဟန်နီတကားလာဖွင့်သည်သို့သောစနစ်အတွဲပင်မဆုံးလိုက်ပါပွင့်လာသောတကားနှင့်အတူအိမ်ထဲတွင်ရက်နေသူကဟင်နင်ဟဲ့နင်တို့ပြန်လာရောစနစ်နမဲမခေါ်ခြင်းသည့်ဟိုတယောက်ဘလို့ကဘလို့အိမ်ထဲရောက်နေပါလဲဟု တွေးရင်းမျက်စောင်းတစ်ချက်ထူကစနစ်အိမ်ထဲဝင်ခဲ့သည်ဟေးမောင်ချစ်ကိုဘယ်တော့ရောက်နေလဲကွာ။ဦးတင်ထွန်းကကားကိုယ်တော်နဲ့ကောင်းဝင်ရက်ပြီးထွက်လာမှချစ်ကိုကိုမြင်သွားသည်။ တနာရီလောက်တော့ရှိပြီဦးလေအတော်ဟင်းချက်နေလို့ကျွန်တော်ညီမလေးနဲ့ကစားပေးနေတာအေးအေးကျေးဇူးတင်ပါတယ်ကွာသမီးစားပြီးမှပြန်နော်ကျွန်တော်ခုပဲညီမလေးဟန်နီကိုကျွင်အတူတူဝယ်စားလိုက်ပြီဦးလေဟေးအေးကောင်းတယ်ဟေးဒါဆိုနေဦးနော်ဦးလေးဝယ်စားလေးပြီးသမီးစားလိုက်အောင်မယ်ဟုတ်ကဲ့ခင်ဗျာဆန်နီအဝတ်လဲပြီးအောက်ပြန်ဆင်းလာတော့ဦးတင်ထွန်းကသမီးစဝဲရောက်နေပြီဖြစ်သည်လာသမီးကြီးဖေးကြီးတို့နှစ်ယောက်ပဲကျန်တယ်သူတို့စားပြီးကြပြီတဲ့ဆန်နီသမီးစပွဲဝင်ထိုင်လိုက်ပြီးသမီးဟင်းနေပကံနေခုခတ်ထည့်လိုက်သည် ရော့သမီးဒါဒေါ်နိုင်တို့လာပို့ထားတာညငါဖမ်းထွက်တဲ့စလုံးလေးတွေစီကကြောက်ပစွန်နေရလာလို့တဲ့ချစ်ကိုလာပေးထားတာလीတော်ပူစုမပြောလဲစန်ဒီတိတာပေါ့ဘာပဲဖြစ်ဖြစ်ကြောက်ပစွန်ကစားလို့ကောင်းတရာတော့အမှန်ဘိုက်စာစားနေတာဖားနေရခေါင်းမဖော်ရန်စားလိုက်ကြပြန်သည်ထမင်းစားပြီးအင်းရှိကံပတ်ပြန်ထွက်လာတော့ဟန်နီနဲ့ချစ်ကိုကဧကန်းတွေမရှိချန်နေတွေကစားနေကြသည်ကိုပရင်းပေါက်မှတစ်ဆင့်မြင်နေရသည် ဟန်နီကိုအခုလိုအဖော်လုပ်ပေးမဲ့သူရောက်လာတာကောင်းတော့ကောင်းသားဟုအားလုံးတွေးမိနေကြသည်အချိန်တိုင်းတွင်သူတို့မိသားစုတယောက်မဟုတ်တယောက်ကယောဂသည်လေးဖြစ်နေသောဟန်နီအနားမှာတတိနှင့်အမြဲရှိနေရသည်မဟုတ်ပါလားအခုမှပင်ချစ်ကိုကျေးဇူးနှင့်သူတို့မိသားစုလည်းကိုပိုင်အားလက်ချိန်လေးအဖြစ်ခိတ္တအနာယူခင်ရသွားခြင်းဖြစ်ကြသည်မျိုးရဲမဝဲလာသည့်တည်င်းစာကိုဖတ်အပြီးတွင်ဥတင်ထွန်းက သူ၏ laptop ကိုအခန်းထဲမှတွားယူထုတ်လာကလုံလန့်စအလုံများကိုအာယုံနှစ်ဝင်လေတော့သည်။ဆန်နီလည်းရန်ကုန်ကပါလာသောဟန်နီကတွန်းစာအုပ်တအုပ်ကိုဆွဲကဆိုဖာပေါ်မှဇိမ်းနှင့်ထိုက်ဖက်နေလိုက်မိသည်။အချိန်မြင့်မြကြာသွားသည်မသိဒေါ်ပူစုကပမီးကြီးဟေညီမလေးဘယ်ရောက်သွားလဲထွက်ကြည့်ပါအောင်။ခုနကခြံထဲမှာအတန်ကြာနေသေးတယ်အခုမတွေ့တော့လို့။ဟုတ်ပြီ။ဆန်နီကတွန်းစာအုပ်မှာမျက်နှာကိုခွာလိုက်ကခြံထဲသို့ထွက်လာခဲ့သည်။ဟုတ်ပါရဲ့။ အငယ်မောင်ဟိုအကောင်မတွေ့ဘယ်ဦးများချင်းရှိသွားကြပါလဲဟုတွေးရင်ချန်ပြင်းဘက်သို့ဒင်းတို့ကိုလိုက်ရှာရန်ထွက်လာခဲ့ရလေတော့သည်ဟောတွေ့ပါပြီနှစ်ချံကျော်လောက်ကပလက်ဖောင်းဘီတနေရာရှိမြေကွက်လက်တွင်တစုံတရာကိုစိတ်ဝင်တစားတူးဖော်နေကြသောဟန်နီတို့နှစ်ယောက်သူတို့အနားကိုဆန်နီလျှောက်သွားလိုက်ပြီးနှစ်ယောက်စလုံးခေါင်းတွေငုပ်ပြီးဘာရီစိတ်ဝင်စားနေသည်မသိဆန်နီလာနေတာကိုတတိလုံးဝမထားမိပြီး အနာရောက်တော့ချစ်ကိုကိုစကားပြောနေတဲ့ကိုကြားရ၏အဲ့ဒီမသားပန်းလေးကိုတည်တဲ့သူရဲ့ခေါင်းမှာပန်ပေးပြီးတော့နှက်ဆရာကဂါရာလေးမန်းမုတ်လိုက်လို့ရှိရင်အဲ့ဒီအလောင်းကောင်ကြီးကသူ့ဘာသာဆိုလမ်းထလျှောက်ပြီးပင်လေတဲ့ဆင်းသွားရောတဲ့ဆန်နီအလွန်စိတ်တူသွားသည်ဒီကောင်ဟန်နီကိုပောက်တဲ့ကြရီပြောပြီးချောင်းလန့်နေပြန်ပြီးဟုတွေးကခက်ဆက်ဆက်လေးအော်ထလိုက်သည်ဟဲ့အနာကပ်ပြီးအော်ပြလိုက်သောဆန်နီအတန်းကြောင့်နှစ်အောင်လုံးတုံသွားသည့်အထိလန့်သွားသည်ကိုမြင်လိုက်ရသဖြင့်ဆန်နီကျေနပ်သွားသည် ူများညမဟူကြတော့တရေနဲ့လိုက်ချောက်နေပြီသူ့လဲကြကြောက်တက်လိုက်တာနင်တို့ဘာလုပ်နေကြရလဲဟန်နီနင်ညီကြီးရဲ့ကင်ချောင်းနေလှူလာလိမ့်မယ်နော်မြစ်ပတ်တာတွေကင်လို့မရအောင်သိတယ်မလားမကင်ပါဘူးမမကြီးရဲ့ကိုကြီးချက်ကဟန်နီရဲ့ channel မှာပန်းမီလေးတွေပြောင်းဆိုင်ပေးမလို့တဲ့ဒီမှလာအတူပေးနေတာမဆိုင်ရပါဘူးခုနငါကြားလိုက်ပါတယ်ဘာလဲမตาပန်းလှူလာပဲပောက်တက်ကြရတယ်ဟဲ့နေမကြဘူးလားဆန်နီယာရှုံးမဲ့ကတားမြစ်လိုက်သည်ချစ်ကိုကအလေးအမြတ်လက်ကပြီးဝင်းရှင်းပြသည် အာမဟုတ်ပါဘူးဟာမသာပန်းကျောင်းကသူသိရင်လေဆိုတော့ငါဒီတိုင်းပြောပြနေတာပါဟာအခုငါတူးနေတာနှင်းကပါတဲ့အလားဆိုင်ပန်းပါဟာနင်တို့ channel မှာပြောပေးမလို့ပါခုနကလည်းငါဇော်စိမ့်ကြွက်လာပြီးပြောင်းဆိုင်ပေးလာပြီးသွားပြီစန်ဒီမလှမလှအော်မိတာကိုနည်းနည်းအားနာသွားသည်တော့တချက်ချင်းတော့အလျှော့မပေးသည်အော်မသိဘူးလေဟာငါကြားတာလေနင်တို့အပင်တူးနေရတဲ့အထင်ကျင်စရာပဲဟုတ်လေတန်တော့နင်းနေပြော့သွားသည်ဟန်နီက ဟုတ်တယ်မမရဲ့ကိုကြီးချက်ကွာဟနီယူ channel မှာရောင်စုံပန်းလေးကြီးစိုက်ပေးမယ်တဲ့ပွင့်လာရင်ဖျားလူလို့ရအောင်တဲ့အေးငါနောက်နေ့ဒီနားမှာမရှိတဲ့ပန်းမွှေးလှလှနဲ့အပင်နဲ့ငါတို့ဘက်ကနေထပ်တူးခဲ့မယ်ရင်းတို့ channel စိုက်ရအောင်ချစ်ကိုကိုစကားကိုစန်နီယာကန့်ကွက်လိုက်ပြန်သည်အမလီငါရင်မလောင်းနိုင်ပါဘူးဟနီနေစိုက်ချင်နေပါတလားငါကတော့နောက်ရက်ဒီကြောင်းပြန်ဖို့ရင်ကြောင်းတက်ရတော့မှာသမီးရေလောင်းမှာမနေ့တခါညနေတခါပဲလောင်းအောင်ပါတဲ့နေကမနေ့တန်းလေ နေ့ကကြောင်းသွားရတာဆိုငါလည်းအဲ့ကြောင်းပါပဲငါခုနှစ်တန်းစီကန်းငါလေးခုနှစ်တက်မယ်ဒါပေမဲ့မနေ့ကကြောင်းသွားအပ်တော်ဆီယာမားငါ့ကိုရန်ကုန်ကျ report card ကိုကြည့်ပြီး B ခန်းမှာတက်ခိုင်းလိုက်တယ်ဒီနေ့စာမျိုးဝအမတ်ကိုကြည့်ပြီးနောက်နေ့ဆို A ခန်းသွားတက်အောင်လို့လည်းပြောလိုက်တယ်စနီခက်ကြွားကြွားလေးပြောလိုက်မိသည်ချစ်ကိုကတော့ရန်ကုန်ကကျောင်းနေဘက်စာပြိုင်ဘက်တွေကဲသူအမြင်ကဟန်မပြတူမအောင်အထင်ကြီးလေးစားတော့အကြည့်ဖြစ်ပင်ကြည့်လိုက်ပြီဟာနင်းစတော့တာပဲကောင်းနေဟာ ငါစာညက်လေဟာငါမရတဲ့စာရင်နေကိုမေးမယ်နော်သူ့ကိုအတန်းတူပြိုင်ပတ်သဘောမျိုးပြောလိုက်တော့လေမိမိညံဖြင်းသည့်ကိုရိုးသားဆောင်ဝန်ခံတတ်တော့ချစ်ကိုကြီးအပြုမှုကြောင့်ဆန်နေအံ့ဩသွားရသည်တကယ်ချင်းအချင်းချင်းကြားထဲမှာပင်အပေါ်ရဟန်ဆောင်ပြိုင်ဆိုင်မှုများစွာရှိနေသောမြို့ပြလူနေမှုနှင့်တခြားစီဖြစ်နေသည်ကိုလည်းသတိထားမိသွားသည်ချစ်ကိုကတော့ပန်းပင်ကလေးအမြင့်များပြတ်မတော်အောင်သတိထားပြီးအပင်ကလေးကိုတူလိုက်၏ထို့နောက်ခြံထဲမှာအသေးယူလာသောပုံထဲကအပင်ရောမြေကြီးတွေရောကျုံထဲက ဒါဟိခြံထဲမှာတော့ပြန်ဆိုက်ကြမယ်ဟုတ်ပြောကထားထွက်သွားနေသည်ဟန်နီကလည်းချစ်ကိုနောက်မှကောက်ကောက်ပါအောင်ထားလိုက်သွားသည်ဟွန်းလာခေါ်တဲ့နောက်ကိုပြင်းရတော့ဒေါ်ဟန်နီတို့ကတော့ဟုတ်တွေးက စိတ်တူတူနဲ့ထားလိုက်သွားရလေတော့သည်ဟန်နီထွန်းကအလွန်ပျော်ရွှင်နေသည့်အတံဖြင့်လှမ်းအောင်လိုက်သည် ချစ်ကိုကိုကဟန်နီလက်ကိုဆွဲလျက်ပြေးလိုက်လေရသည်ဆန်နီကတော့ပုံမှန်ပဲရှောက်လိုက်လာရင်ပြန်អော်ရသည်ဟဲ့အရင်မပြေးနဲ့မောနေအောင်မယ်လေလည်းအရင်တိုက်နေတယ်ခဏဆောင်သူတို့တောင်းဦးသားကန်းကြီးတွေလမ်းလျှောက်နေကြခြင်းဖြစ်သည်မနေ့ကချစ်ကိုကိုပန်းမင်များစိုက်ပေးနေသည်ကိုဒေါ်ပူဆွမြင်သွားတော့သဘောကျစွာချီကျူးလိုက်သဖြင့်ယင်းနေ့လေသူတို့အိမ်နားကပန်းပင်တွေတူးလာပြီးဆန်နီတို့ခြံနေလိုက်လာစိုက်ပေးနေသည် အပင်ဆိုင်ချင်းကိစ္စပြီးတော့အငယ်မကန်းချီသွားခြင်းသည်ဆိုသဖြင့်ချစ်ကိုကိုကနေခံပြီးပြီးကန်းချီမှာမိပြားလိုက်ကိုလိုက်ပြမိဟုဆိုကဒေါ်ပူစုထံခွင့်တောင်းပြီးခေါ်လာခြင်းပင်ဖြစ်လေသည်လန်းသာမြင်နေရတာရှောက်ရတာဝေးလိုက်တာဟာဒီလိုမှန်းတိမတော်ပါဘူးဆန်နီစိတ်ပြတ်စွာညှဉ်းညွမိသည်ချစ်ကိုကအဲ့ဒါတောင်းနေပင်လေတူတူဘောဟာလန်းတော့မြင်နေရပြီတွားရင်ဝေးနေရော လှန်နီအမြင်ကက်သွားသည်ကဲဒါဆိုလဲခရုပောက်ပြီပဲပြန်ကြမယ်ဟန်နီအလကအာအာရရအဝေးမသွားချင်မဟန်နီမျက်နှာလေးငုံမဲမဲဖြစ်သွားသည်ချစ်ကိုကိုကလည်းလန့်သွားဟန်ဖြင့်ဟာအဲ့ဒါသကားဖြစ်ပြောတာပါဟာမိပြလိုက်ကရောက်ခန့်နေပါပြီရှင်နားမှာကန်းကြေရနေပြီမိပြလိုက်စီခွဲသွားတဲ့လမ်းလေးရှိတယ်ရောက်တော့မှာပါဟာလာပါစနီဘာမှထပ်မပြောတော့ မြမြက်ရောက်ပြီးမြမြက်ပြန်နာဖို့ဟုတွေးကခြေလန်းတွတ်တွတ်ဖြစ်ရှေ့မှလျှောက်သွားလီတော့သည်ဟန်နီနှင့်ချစ်ကိုကိုတို့ကနောက်မှပြန်လိုက်လာရသည်ချစ်ကိုကိုကလေတံပြော့လေးနှင့်စကားဆလာသည်ဟဲ့နေကုနာအခူးကောက်မယ်ဆိုပြီးပြောတာကြားလိုက်လို့လေဒီကန်းကြီးအခူးတွေမကောက်နဲ့ဟာနင်းဖေတို့ငါဖေတို့အလုံးလုံးတဲ့ဘက်ကကန်းကြီးကိုရောက်မှကြိုက်တာကောက်ဟဲ့ခူးကောက်တာပဲနေရာရွေးနေရသည်လားဆန်နီအော်မိပြန်သည် ဟုတ်သည်ဘာဒီလာလာပြောမှန်းကိုမသိဩငါအကောင့်နဲ့ပြောတာပါဟာ ငါပြောရင်လည်းနင်ကြိုက်မှာမဟုတ်လို့ငါမပြောချင်ဘူးဒါပေမဲ့ငါပြောလို့သာလုပ်ပါဒီဘက်ကခိူလေမကောက်နဲ့နင်တို့တည်းပြောတာကဲကောက်တော့ဘာဖြစ်လဲပြောစမ်းမအောင်ကိုနေခန့်ကြီးရဲ့ဆန်နီကလမ်းလျှောက်လာရင်ခြေထောက်နားမှာတွေးရတော့ခိူကိုတခုကောက်လိုက်ပြီးချစ်ကိုကိုဘက်လှဲ့ကမေးလိုက်သည်ချစ်ကိုကတပြင်းတစ်ချက်ချလိုက်ပြီးအေးနေအဲ့လိုမယုံဘူးဆိုငါပြောပြရမယ်ဒီခယူကိုနေထဲမှာသွားစရာနေစရာမရှိတဲ့ဝိညာဉ်တွေကန့်နေတယ်လို့ဟာနေတစ်ချိန်လုံးတည့်ရဲပဲစိတ်ဝင်စားနေရလား ဆန်နီအမြင်ကက်ကက်ဖြင့်ပိတ်အော်လိုက်မိပြန်သည်ငါတကယ်ပြောနေတာနေမယုံလဲမတက်နိုင်ဘူးမကောက်တာတော့ပူကောင်းလိမ့်မယ်အကူကွန်ထဲမှာဘာမှမရှိရင်တော့တော်သေးတာပေါ့ငါပြောလို့ဝိညာဉ်တွေခိုကက်နေတယ်ဆိုရင်အကူကွန်ယူရတဲ့အိမ်ကိုကန်ဆိုးမှုတွေရောက်လာလိမ့်မယ်တဲ့အဲ့ငါအဖေမေတွေကိုယ်တိုင်မှားထားတာဟာနေငါ့ကိုမယုံရင်သူတို့ကသာသွားမိကြည့်ပြီးတော့ဆန်နီနည်းနည်းတော့လန့်သွားသည်လူကြီးတွေကပြောတာဆိုတော့ဟုတ်ဟုတ်မဟုတ်ဟုတ်မယူသွားတာတော့ပိုကောင်းမြည်ဟုတွေးလိုက်မိက လက်ထဲရခယူကွန်ကိုလှိတ်ရှုပ်ထွေးစွာဖြင့်အဝေးကြီးရအောင်အာကုံလှည့်ပြလိုက်လေတော့သည်မိပြားလိုက်ကြီးကအနီးကပ်ကြီးတော့အလွန်မြင့်မားလာသည်သို့တော့အတုံးမပြူတော့တာနှစ်ပေါင်း90ခန့်ရှိပြီဟုချစ်ကိုကရှင်းပြသည်မိပြားလိုက်ကိုခြံစည်းရိုးခတ်ထားတော့လဲဆွေးမြေကပြက်စီးလျက်ရှိနေနေပြီ ဝင်ပေါက်တကားကိုလည်းတစ်သားတကားတစ်ချက်ဖြင့်ပိတ်ကတော့ကလောက်ကြီးခတ်ထားသည်ကဲဒါပဲမလား ကြည့်ပြီးပြန်ကြအောင်ဟန်နီလက်ကိုဆွဲကစန်နီကလောဆော်လိုက်သည်တိုးတော့ချစ်ကိုကဆက်ဖြဲဖြဲလှုပ်ရင်ဒီတော့ဝဲဆိုရင်နင်တို့ချင်းချောင်းခံပြီးခေါ်မလာဘူးလေလာငါတော့လိုက်ရဲ့ပြောပြောဆိုဆိုပြက်စီးနေတော့ချန်စီယိုကိုခွာကြော်ကဝင်သွားလိမ့်သည်ဟဲ့ဟဲ့ဘယ်ဝင်သွားတာလဲငါတို့မလိုက်ဘူးနော်စန်နီအလန့်တကြားအော်တော့ချစ်ကိုပြန်လှည့်လာသည်လာလာငါချန်ဖွင့်မင်းမယ်ချစ်ကိုကြီးလက်ကအလွန်မြန်ပြီးသည် ခြံဖွင့်ပေးမည်ဆိုသောစကားပင်မဆုံးသေးသူ့လက်ကချယ်လီယိုကိုစောင့်ဆွဲဖြုံလိုက်ရာလူတယောက်လမ်းလျှောက်ဝင်နိုင်သည့်အပေါက်ဖြစ်သွားလိမ့်မည်ဆန်နီမှာပါဇက်အဟောင်းသားဖြင့်ဘာမှမပြောနိုင်ပေကြည်နေမိသည်ချစ်ကိုကဟန်နီကိုလှမ်းခေါ်လိုက်သည်လာညီမလေးကိုကြီးလက်ကိုဆွဲလာဟန်နီကလည်းတော်လတ်စွာချစ်ကိုနှင်လိုက်ပါသွားသည်ထိုအခါမှဆန်နီအတန်ပြန်ထွက်လာနိုင်သည်ဟဲ့အငယ်မဘဲလိုက်သွားတာလေလာလာရှောက်မဝင်နဲ့အဖမ်းခံအောင်မေချစ်ကိုကရည်သည် ဘယ်သူကလာဖမ်းပါလဲဟာငါခဏခဏဒီပေါ်လာနေတယ်ကြားလာပြီဒီဘသူမှမလာဘူးလာပါဟာအပေါ်ကနေပင်ပယ်ကြီးကိုကြည့်ရတာအရန်လာတယ်နင်တို့ပြကျင်လို့ဆန်နီကခေါင်းခါနေသည်ချစ်ကိုနဲ့ဟန်နီတို့နှစ်ယောက်သားကတော့မိပြလိုက်ကြည့်တပတ်အကွယ်သူ့ပင်ရောက်သွားကြလိမ့်ပြီမတက်နိုင်တော့ဆန်နီလည်းမျက်နှာရှုံမဲ၍ညင်းညူလိုက်ပြီးသူတို့နောက်ပြေးလိုက်ရတော့သည်တပတ်အကွယ်တွင်ချစ်ကိုကနေရနာကပ်ပြီးသူမကိုစောင့်နေသည် နေရံတွင်အုတ်ချက်တချို့မရှိတော့ပဲအပေါက်ဖြစ်နေသည်ကိုတွေ့ရ၏ထို့အပေါက်မှအငယ်မှဝေရောက်သွားပြီဖြစ်လိမ့်မည်လာဟဲ့နေဦးစောင့်နေလားစန်နီစကားပြတ်မပြောဘဲချစ်ကိုရှိမှဖြတ်ကာမိပြတဲ့နေရံအပေါက်ထဲခေါင်းငုံကဝင်လိုက်လေသည်အထဲတွင်မှောင်မဲနေသည်အလင်းထဲမှရုတ်တရက်အမောင်ထဲသို့ဝင်လိုက်ခြင်းဖြစ်သည်ဖြင့်ခဏတော့မျက်စိကန်းသလိုဖြစ်သွားသည်ခဏလေးကြာမှတဖြည်းဖြည်းပြင်မြင်လာရသည်သူရှိမှဟန်နီနှင့်ချစ်ကိုကလက်ချင်းတွဲ၍ မှောင်မဲနေသောလေကားကြီးပေါ်သို့တက်နေကြပြီ။ဆန်နီလည်းတယောက်တည်းကြံခဲ့မှကြောက်သဖြင့်အမိလိုက်တက်ရပြန်လေတော့သည်။လေကားကြီးကအတွင်းဘက်နေရန်တွင်ကပ်၍တိဆောက်ထားခြင်းဖြစ်ပြီးကြောင်လိန်ပုံစံအထက်သို့လှည့်ပတ်ကာတက်သွားသည်။ဆန်နီမှာစိတ်လှုပ်ရှားခြောက်ခြားနေသလား။ဟန်နီကတော့သူ့ယောဂါကိုပင်မိကတက်ကြွလန်းဆန်းလျက်မဆုံးနိုင်သောလေကတိများကိုချစ်ကိုနှင့်အတူပျော်ရွှင်စွာတက်နေလေတော့သည်။ မီးပြားတိုင်းလေကားကြီးအတွင်းမှအပြေဝရဏာသို့ထွက်လိုက်သည်နှင့်လေရီတဟူးဟူးတိုက်ခတ်လေတော့သည်ဤအပေါ်မှနေ၍ကံယူတဲ့တစ်ခုလုံးကိုအဆအဆုံမြင်နေရသည်ဟိုတယ်လုံပတ်ရှိဆောက်လုပ်ရေးလုပ်ငန်းများကိုလည်းလှမ်းတွေ့ရလေသည်ငါဖေအမလှုပ်လှုပ်တာလေချစ်ကိုကစနီကိုအော်ပြီးပြောလာသည်အပေါ်ရင်လေအလွန်တိုက်နေသောကြောင့်တယောက်နဲ့တယောက်စကားပြောလို့လည်းအော်ပြောမှကြားရသည်စနီကတော့အော်မနေချင်၍ခေါင်းပဲနှိပ်ပြလိုက်သည် ဟောရခင်မိပြလိုက်ကြီးကိုအတုံးပြုစဉ်ကတင်မောများကိုအချက်ပြသည့်မီးလုံးကြီးထားရှိလိမ့်မည်နေရာတွင်မူဘာမှမရှိတော့ပဲနေရာလွတ်ကြီးဖြစ်နေသည်ဤအပေါ်မှမြင်ရသည့်ရှုကင်းသည်အလွန်စိတ်ကြည်နူးပွေလှပလွန်သည့်ကိုတော့ဆက်နေလက်ခံလိုက်ပါသည်ဟန်နီထမချောင်းဆိုးတံများထွက်ပေါ်လာသည်ဆန်နီမျက်လုံးပြူးသွားသည်ဟမ်ဟန်နီရင်ကျက်နေပြီလာလာကြံကြရအောင်ဒီပေါ်မှာလေးတွေအရန်တိုက်နေတယ် ပြောပြောဆိုဆိုဟန်နီလက်ကိုဆွဲပြီးလေကားထဲသို့ပြန်ဝင်ခဲ့ကြသည်လေကားထဲရောက်တော့အောက်ကိုချက်ချင်းမစင်းနိုင်သည်လေကားထိပ်မှရက်ပြီးဟန်နီချောင်းဆိုးတော်ကိုရင်ပတ်တီကြောတွေဖိပေးနေရသည်ဟန်နီလေးကတနားစရာကောင်းလောက်အောင်ချောင်းကိုပြင်းထန်စွာဆုံးနေလေသည်ချစ်ကိုလည်းဘေးမှရက်ကြီးကမျက်နှာငယ်လေးနဲ့ခြေမကင်မိလက်မကင်မိဘာလို့ပေးရမှန်းမသိဖြစ်နေသည် အချိန်အတန်ကြာမှချောင်းဆူရက်သွားသည်သို့တော်ဟန်နီမှာအလွန်မောနေလိမ့်ပြီလမ်းပေမလျှောက်နိုင်တော့စနီရင်ခွင်မှမိကလှေကတိတွေပေါ်ထိုင်အနားယူနေသည်လှေကမောင်မဲကြီးတဲ့ဒီပုံနဲ့ဆင်းနိုင်အောင်မဟုတ်ပေဟန်နီကိုအနားပေးပြီးအမောပြေမှသာ ပြန်ကြရပေတော့မည်ဖြစ်သည် ချစ်ကိုကအာနာထိတ်လန့်သော မျက်နှာကလေးနဲ့စနီကိုမရေတရေမေးသည်ငါငါဘာလုပ်ပေးရမလဲဟန်နီကိုကြည့်ပြီးဆင်းရမလားမလုံးနဲ့ မောင်မေကြီးလည်းနှစ်ယောက်စလုံးပြုတ်ကြသွားမယ်။ဟန်ဒီတစ်ခုဖြင့်ငါလည်းအိမ်မှာပြဿနာအကြီးတက်မှာမလုပ်ပါနဲ့ဟဲ့။ဒါဆိုဘယ်လိုလုပ်ကြမလဲ။ तू तू အဆင်ပြေရလား။စကားလည်းမပြောတော့ဘူး။မျက်လုံးလည်းမပွင့်တော့ဘူး။ဆန်နီလည်းသူ့ညမကိုငုံကြည့်မိသည်။ဟန်ဒီမှာမောပန်းနေသဖြင့်ရင်ဘက်ကနှိမ့်လိုက်မြင့်လိုက်အသက်ရှူနေရသည်။မျက်လုံးကတော့မှိတ်လျက်သူ့မလက်ပေါ်အိပ်ပြီးနားနေရလေသည်။ချစ်ကိုကစိတ်မကောင်းစွာ တောင်းပန်စကားဆိုသည်။မတောင်းမှန်ပါလေဟာ။ ဟန်နီကိုအဲ့လိုနေမကောင်းဖြစ်နေတယ်လို့ငါတကယ်မသိလို့ပါအေးသူ့မှာရင်ကျက်ယောဂါရှိနေတာဟာလေအရန်တိုက်တာလို့လေမတက်တာလို့ဆိုရင်ခြောက်နေအရန်ဆိုးလာအောင်ညီမလေးတက်တာရဲ့လားချစ်ကိုရှင်းပြနေဟန်နီလှုပ်လာတဲ့ဖြင့်ငုံမေးလိုက်သည်တိုးတော့ဟန်နီကမျိုးလုံးများပွင့်မလာပဲသွေးပြက်စရာစကားတခွန်းကိုပီပီတတ်တကြီးအော်ပြောလိုက်လေသည်အမေမလိုက်ဘူးမလိုက်ဘူးမမရင်လည်းကိုကြီးချစ်ကိုရုံးနဲ့ပဲအိမ်ပြန်မှာ ရုတ်တရက်အောင်ဟင်းရင်ထောက်ငူလိုက်သည့်ဟန်နီအတန်ကြောင့်နှစ်ယောက်လုံးမျိုးလုံးများပြူးသွားကြလေသည်ဆန်နီမှာစသိမ်းများပြီးထသွားသည်ပတ်ဝန်းကျင်ကိုလှက်ပတ်ကြည့်မိတော့လေမှောင်မင်းကြီးတွင်ဘာမှရှိမနေဟန်နီကဝမ်းပန်းတနေငိုရှိုက်နေတော့ဖြစ်သည်မျိုးလုံးများကတော့လုံးဝမပွင့်နေနေနေငါညမောင်တစ်ချိန်လုံးတရေအကြောင်းနေပြောပြီးခြောက်နေတာအခုငါညမကြောက်ပြီးအိမ်မဆိုးရအောင်မှတ်နေပြီနေတော့နော်နေငါလုံးမိတော့မယ် လဝတ်တရရွယ်နဲ့ပြောနေသောစန္ဒီကိုထိတ်လန့်စွာကြည့်ရင်ချစ်ကိုကြီးခန္ဓာကိုယ်ကနောက်တော့ပင်ကျုံသွားမိသည်။ဟာမတောင်းမှန်ပါတယ်လို့။ဒါပေမဲ့တရေเจ้าကြီးကငါလျှောက်ပြောနေတာမဟုတ်ဘူးဟာ။အဲ့ဒါကငါတကယ်ပြောနေတာ။ကဲတော်ပါတော့။စန္ဒီအတန်ကုန်အောင်ပိတ်အော်လိုက်မိသည်။စန္ဒီအော်တဲ့ကြောင့်ဟန်နီသတိပြန်ရလာလိမ့်သည်။မမကြီး။အိုင်းကုန်ခန်းနေတော့အတန်ဖြော့လေးဖြင့်သူ့အမကိုအာကူတကြီးခေါ်ရှာသည်။ အေးညီမလေးဟန်နီမမကြီးရှိတယ်နော်တတတရဲ့လားတတရင်ပြန်ကြမယ်ဟုတ်မမကြီးဟန်နီခမရပြောတာပြောနေသည် မျက်လုံးများကတော့မပွင့်သေးပြီဆန်နီလေးဘာလို့ပေးရမှန်းမသိဆေးရီလေးပါလာသည်မဟုတ်အိမ်ပြန်ရောက်မှသာဆေးတိုက်ရမည်ဖြစ်သည်ပြန်ရမည်လမ်းမှလည်းဝေးသဖြင့်ဆန်နီတပြင်းသာတွေ့တွေ့ချမိလီတော့သည် ချစ်ကိုကဘေးမှနေ၍သူ့လက်ဖွားနှစ်ဖက်ဖြင့်ရက်ခတ်ပေးနေသည်ဆန်မိနစ်ကြော်ကြာမှ ဟန်နီခေါင်းထောင်လာနိုင်သည်ဟန်နီလေးတက်တာရင်ပြန်ကြမယ်နော်ရှင်းနိုင်ရလားမမကြီးတွဲခေါ်မယ်နော်ဟုတ်ဟန်နီကခေါင်းကြီးပြသည်ဟန်နီလက်နှစ်ဖက်ကိုဂျိုင်းမနေ၍ချစ်ကိုနေတယောက်တစ်ဖက်ထင်းကလေကားမောင်မဲကြီးရဲ့ဖြည်းဖြည်းချင်းဆင်းခဲ့ရလေသည်ထို့နောက်လေအလွန်တိုက်နေသည့်ကဲကြီးတဲတောင်ပြင်သို့မဆင်းဘဲအပင်ချားမှဖောက်ထားသော လူသွားလမ်းကလေးတိုင်းပြန်လာခဲ့ကြသည်ထိုလူသွားလမ်းကလေးသည်စန်နီတို့အိမ်သားမ ကန်းဆက်စင်သည့်လေကားလေးစီတွား၍ဆက်သည့်လမ်းစုံကလေးဖြစ်နေလေသည်အိမ်ပြန်ရောက်နေတော့ပူစုအားကန်းဆက်တွင်လေးအလွန်တိုက်၍ဖြစ်သည်ဟုသာပြောကာဟန်နီလေးယောဂထားလျင်တိုက်နေကြဆေးများတိုက်ကြရသည် ထို့နောက်ဟန်နီကိုအိပ်ရာထဲစောင့်ချုံတိတ်ထားကာဆန်နီနှင့်ချစ်ကိုတို့ဘေးမှအခြေအနေစောင့်ကြည့်ရင်ထိုင်ဆောင်ပေးနေရလေသည် ထိုချိန်မှစန်နီလဲချစ်ကိုကိုကိုလှိတ်ရှိလက်ရှိရန်တွေ့နိုင်ပြီတော့သည်နေစမ်းမအောင်နေရတစ်ချိန်လုံးတဲအကြောင်းပဲလိုက်ပြောနေရအခုငါညမစိတ်ထဲမှာဆွဲပြီးတဲကြောက်သွားပြီခုနကမိပြရဲ့လေကားပေါ်မှာတော့အိပ်ပျော်ပြီးရောင်းအောင်နေရငါမှစက်သိန်းတောင်ထားတယ်အရင်ကငါညမအဲ့လိုအိမ်မက်တွေမမတ်ပါဘူးအဲ့နင်းကြောင်းနေလျှောက်ပြောလို့ဖြစ်ရတာနောက်တစ်ခါနေငါညမကအဲ့လိုတဲကြောက်နေထပ်ပြောလို့ရတော့နင့်ကိုငါအဖေနဲ့ကိုတိုင်ပြောမယ်ချစ်ကိုမမျက်နှာငယ်လေးနဲ့ ငါလျှောက်ပြောတာမဟုတ်ပါဘူးလို့ဆိုနေဟာနင်မကြောက်တယ်ဆိုရင်ငါပြောပြရမလားလာပြန်ပြီဒီလောက်ပြောနေတဲ့ကြာနင်ကတဲကြောင်ပြောချင်နေတော့နင်ငါပြောတာကိုစိတ်ရှည်ရှည်နဲ့အရင်နားထောင်ပါအောင်ဟာဒီမှာနင်တို့ထမင်းလာစားတဲ့ညတော့ငါဖေဖေကမှတ်မိလားငါတို့အဖိုးဖေးကျွန်းသားတွေကတဲမွေးကြတယ်ဆိုတာလေဟာသိရဲ့အဲ့ဟိုးအရင်မလားကြားလာပြီဟာအေးအဲ့ဒီအချင်းကဒီမျိုးရောက်တဲ့အထိပါလာရတယ်ဟာ ငါတို့ကျွန်းသားတွေကချစ်တဲ့အမျိုးတွေတည်သွားရင်နေစရာနေရာပေးပြီးခေါ်ထားကြတယ်ဆိုတာလေအေးအဲ့ဒါတခြားမဟုတ်ဘူးတည်သွားတဲ့လူတွေကိုတင်းကြိုင်းမှာသွားမြုပ်တဲ့အခါနှက်စရာတည်ဆုံးသူရဲ့ဝိညာဉ်ကိုကျင်ရစ်သူမိသားစုတွေကချစ်သေးလားခေါ်ထားခြင်းသေးလားမေးတယ်မိသားစုကလည်းချစ်ပါတယ်ဝိညာဉ်ခေါ်ထားခြင်းပါတယ်လို့ပြောရင်နှက်စရာလူတွေအလောင်းကြီးပဲလှည့်ပြီးထမ်းမေးတယ်တည်တဲ့လူကရောမိသားစုကိုချစ်သေးလားအတူတူနေခြင်းသေးလားတဲ့နေပါဦးလူတွေကောင်းကြီးကစကားပြောတယ်ဟဟလားဟိုကဘာပြန်ပြောလဲ ဆန်နီယာချစ်ကိုစကားကိုဖြတ်မိလိုက်သည်အဲ့ဒီလူသေးကြီးပြန်ပြောတာကိုတော့နတ်ဆရာတရားဝဲကြားနိုင်တယ်တဲ့ဆန်နီနှုတ်ခမ်းကိုမေးရွယ်လိုက်ပြီးပြန်သည်ချစ်ကိုကတော့ဆန်နီအမူအရာကိုမဆိုင်သူ့စကားကိုသာဆက်ပြောသည်အများအားဖြင့်တော့တည်တဲ့လူတွေရဲ့ဝိညာဉ်ကကြံရှိတဲ့မိသားစုကိုဆွဲလန်းပြီးတော့ပြန်လိုက်လာကြတာများတယ်အဲသူတို့ကိုဘယ်လိုခေါ်လာလဲဆိုတော့မိသားစုဝင်တွေကတင်းကြိုင်းတွေကခယူကွန်လှလှလေးတခုကိုရွေးကောက်ပြီးတော့နတ်ဆရာကိုပေးရတယ် အဲ့ခါမှာနတ်ဆရာမမ်းမှုတ်ပြီးတော့အလောင်းကောင်းကြီးကိုပြပြီးတော့ဒါမင်းနေဖို့အိမ်တက်ပဲမင်းမိသားစုကိုစောင့်ရှောက်ပါရက်ရွာကိုစောင့်ရှောက်ပါလူတွေကိုအနှောက်အယှက်ပေးတာသားစိန်ငါးစိန်တောင်းစားတာမလုပ်ရအာညာဘောဟာစီကန်းချက်တွေရွတ်ပြပြီးတော့ခေါ်လာတော့တာပဲတည်သွားတဲ့လူရဲ့ဝိညာဉ်ရတယ်အဲ့ဒီခရုခွန်လေးကနေပြန်လိုက်လာတော့တာပေါ့မိသားစုကိုမတည်ခင်ကဒုက္ခပေးတဲ့တည်ဆုံးတဲ့လူတွေဆိုရင်တော့မိသားစုကဝိညာဉ်ပြန်မခေါ်တော့ဘူးအဲ့ဒီခါမှာသူတို့ကနေရမရှိတော့ပင်လေတဲ့အဝေးကြီးတွေတွင်တွင်သွားရော ဒါမှမဟုတ်အဲ့လိုကန်းကြီးကခရုကုံအလွတ်တွေထဲမှာဝင်ခိုကတ်ပြီးတော့နေနေလက်ကြတာတဲ့အဲ့ဒါကြောင့်ညနေနင်တို့ခရုကုံနေမကောက်နဲ့လို့ပြောတာတော်ကြအဲ့လိုနေစရာမရှိတဲ့ဝိညာဉ်တွေပါလာရင်အလကားဒုက္ခများနေမှာဆိုလို့ဟဲ့အဲ့လိုဆိုရင်ငါဖီတို့ဟိုတယ်ဆုံးဘက်ကခရုတွေကြတော့ဘာလို့ကောက်လို့ရရင်လို့ပြောရပြန်တာလေချစ်ကိုကအလွန်စိတ်ရှုပ်ထွေးသောအမူအရာဖြင့်ခေါင်းကိုတပြင်းပြင်းကုပ်လေသည်ထို့နောက်ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဝေခွဲမရသည့်ပုံစံလုပ်နေသဖြင့်စန်နီကစိတ်မရှိစွာ ငါမင်းနေရလေဘာဖောင်းရမလဲလို့စဉ်းစားနေရမှာမဟုတ်လားဒါမဟုတ်ပါဘူးဟာကဲမထူပါဘူးငါပြောပြမယ်ဒီမကြောက်နေနော်ညနေတော့ဟန်နီလေးတိုက်မခံနိုင်ဘူးဆိုတော့ငါနင်တို့ကိုကုန်းတွင်းလမ်းကခေါ်လာတယ်လေအေးအဲ့ဒါအရင်ကတရေကျုံမြို့ရဲ့တင်ချိုင်းဘေးကနေဖြတ်ဖောက်ထားတာဟာအဲ့ဒါကြောင့်ဒီဘက်မှာတရေတွေဝိညာဉ်တွေအများကြီးရှိနေတတ်တာနင်တို့ကြောက်မှာဆိုတော့ငါမသိမသားလဲတရိပ်ပေးနေတာအခုနင်ကမယုံတော့ငါအမှန်တိုင်းအားလုံးပြောပြတာပဲဟာ လှနှိကောင်းနဲ့ခြားခြားလေမူသွားသည်ချစ်ကိုစကားတွေကိုလည်းကြားတစ်ချက်မကြားတစ်ချက်ဖြစ်ကုန်သည်အဘေเจ้าဆိုတော့သူမတို့ညီမဤမျိုးကိုရောက်ရောက်ချင်းကန်းကြီတို့ဆင်းပြီးခယူးခွန်များကောက်လာခဲ့ကြသည်မဟုတ်ပါလားထိုခယူးခွန်များမှာမိမိအခန်းထဲမှာခြံတော်တစ်ခုတည်းတွင်ယခုပင်ရှိနေသည်ထို့ကြောင့်ချစ်ကိုပြောနေသည်များကိုအားလုံးယုံကြည်သေးတော့မဟုတ်ပေမဲ့စိတ်ထဲရှင်းသွားအောင်ထိုခယူးခွန်များကိုလှုပ်ပြလိုက်တာပဲကောင်းသည်ဟု တွေးမိသွားသည်ထို့ကြောင့်ချစ်ကိုအားဟဲ့ခဏလေးနေအောင် ငါပြန်လာခဲ့မယ်။ဟုပြောကအခန်းပေါ်အမြန်ပြေးတက်လာခဲ့မိသည်။ထို့နောက်ထိုနေ့ကခရုခွန်များကိုပြစ်ထည့်လိုက်သောချင်းတောင်းငယ်ဦးရှာသည်။သို့သောရုတ်တရက်ရှာမတွေ့။အရေးတွေမှဘယ်ရောက်သွားပါလိမ့်။နောက်ဆုံးမှကတဲ့အောက်ချင်းရင်းသားတွေအိယာပေါ်မှာတန်လန်းကြနေသောဆောင်းနေအုံမိနေသည့်ချင်းတောင်းငယ်ကိုတွေ့လိုက်ရတော့သည်။ချင်းတောင်းနေကြည့်လိုက်တော့ခရုခွန်များရှိနေသည်။โอเคအောက်ပြန်လှင်ကချစ်ကိုကို ထိုချင်းနှောင်းလေးပေးလိုက်သည်။ယော့။နေပြင်းကန်းကြီးမှလွတ်ပြစ်ခဲ့ပြီဟာ။ဟိုနေ့ကအငယ်မကောက်လာတာ။ချစ်ကွာငုံကြည့်လိုက်ပြီ။အော်ငါတရိပ်ပေးတာတော့နောက်ကျနေပြီကို။ဟေးလေးအိမ်မှာထားရတဲ့ဆိုင်ရင်တော့ပြန်ပြစ်လိုက်တာကောင်းတာပေါ့ဟာ။ကဲဒါဆိုဟန်ဒီလည်းကောင်းကောင်းအိတ်နေပြီဆိုတော့ငါပြန်လိုက်တော့မယ်။ဒါလည်းပြစ်ရမှာဆိုတော့ကန်းကြီးဘက်ကပတ်ပြန်အောင်မှာ။အေးအေးကျေးဇူးပဲ။ ချစ်ကိုလက်ထဲခရုခွန်များပါသောချင်းနှောင်းလေးဆွဲကခြံအတွင်းမှထွက်သွားမှစန်နီတက်ပြင်းကြီးချမိလေသည်ဟွန်းဘာရင်မှမသိပါဘူးထို့နောက်ဒေါ်ပူစုကိုတွားကြည့်ရာမိဖို့တဲ့တွင်ညစာချက်ပြုတ်ရင်အလုံးရှုံနေစေဖြစ်နေလေသည်ဥတင်ထုံးကလည်းအလုံးမပြတ်မရောက်သေးပြီထို့ကြောင့်ဟန်နီအိတ်နေသည့်အခန်းထဲပြန်ဝင်ပြီးဖုန်းကို ထုတ်ကန်အင်တာနက်ဖွင့်သုံးနေလိုက်လေသည်ထို့အချိန်တွင်စန်နီအခန်းထဲမှကရင်အောက်တနေရာတွင်တော့ ခယူးကွန်လေးတစ်ခုကမြိတ်သက်တိတ်ဆိတ်စွာကြဲရစ်ခဲ့သည်ကိုမြည်သူမျှတတိထားမိပြီးမဟုတ်တော့ပါနောက်လာမဲ့တရေကျော်အခန်းလေးမှာအငယ်မာလေးဟန်နီထွန်းကိုတရေသစီများရံမှကာကွယ်နိုင်ဖို့ဆန်နီကိုရိုင်အလွန်ကြောက်တဲ့တရေရီမြင်ရတဲ့ဆေးကိုနတ်ဆရာအိမ်ကနေတွားခိုးယူလာကြပြီးတရေကျော်တင်ကြိုင်ကြီးတွေလှုပ်လှုပ်လှလှဝင်သွားကြတဲ့အခါ ဘာရီဆက်ပြစ်လာမလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။ဆန်ဒီအွန်နဲ့တင်ဆက်ပေးနေတဲ့အစီအစဉ်တွေကိုစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပြီးအပေးနားဆင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။